ဖျားသခင်၏ကောင်းချီးမင်္ဂလာအဖျားဖျားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးပါ၏25ရက်10လ2025စနေနေ့နေ့စဉ်တဝင်းစားဆောင်ကို အတူတကွဖတ်ရှုခြင်းအပြင်သာရဖျားအားဝတ်ပြုကိုယ်ခွဲကြပါစို့ဖျားသခင်၏ဉာဏ်ပညာသည်သင်အားဖြင့်အလုတ် လှုပ်ဆောင်နေပါသည် ထိုဘုရားသခင်အားဖြင့်သင်တို့သည်ယေရှုခရစ်၌တည်နေကြ၏ထိုသခင်မူကားဘုရားသခင်စီရင်တော်မူသည့်အတိုင်းငါတို့၌ပညာမှစ၍ဖြစ်တော်မူ၏တစ်ကောရင်သအခန်းကြီး1အငယ်30ဧဝံဂေလိသတင်းကောင်း၏ဘုံအကြီးဆုံးတမန်တရားများထဲမှတစ်ခုမှာခရစ်တော်သည် ကျွန်ုပ်တို့အတွက်ဉာဏ်ပညာဖြစ်တော်မူခြင်းဖြစ်သည် အတိတ်ပဲမှအရာခတ်သိမ်းတို့၌ဖျားပကတိထိုးထွင်းသိမြင်ခြင်းသိနာလေခြင်းနှင့်ဥဆောင်ညွန်ကြားမှုစီတို့တွားရလန်းရှိသည်ဟု ဆိုလိုသည်ကျွန်ုပ်တို့သည်ဉာဏ်ပညာအတွက်မရှာဖွေပါ အကြောင်းမှာ ခရစ်တော်သည်ကျွန်ုပ်တို့၏ဉာဏ်ပညာဖြစ်သည် ထိုအကြောင်းကြောင့်ကျွန်ုပ်တို့သည်နှင်းနေရာများကိုအတိတ်ပဲပြန်ဆူနိုင်ခြင်းဖြစ်သည် ကျွန်ုပ်တို့တွင်ဘဝ၏လျှို့ဝှက်ချက်များနှင့် အစစ်အမှန်အရာများအားထိုးထွင်းသိမြင်မှုရှိရခြင်းဖြစ်သည်သင်နားမလည်နိုင်သည့်အရာဟူ၍မရှိပါသို့မဟုတ်စိတ်ပိုင်းဆိုင်ရာ၌သင်မတည်ဆောက်နိုင်သည့်အရာဟူ၍မရှိပါဖြားသခင်ဤလိုတော်သည်သင်ဤဝိညာဉ်ထံပေါ်ပြခြင်းခံရပါ၏အကြောင်းမှာခရစ်တော်သည်သင်ဤဉာဏ်ပညာဖြစ်ပါသည်တန်ရှင်သောဝိညာဉ်တော်သည်ပညာနှင့်ဆိုင်သောဝိညာဉ်တော်ဖြစ်ပြီး သင့်အထင်၌အသက်ရှင်နေပါသည် ထို့အပြင်ကိုတော်သည်သင့်အားအထူးကောင်းမွန်စေပါသည်သင်သည်ဉာဏ်ပညာရှိသမျှတို့နှင့်ဝိညာဉ်ရေးရာသိနာလဲခြင်းတို့၌ဘုရားသခင်၏အလိုတော်ကိုသိကျွမ်းခြင်းဖြင့်ပြေဝါလျက်ရှိနေသည့်အကြောင်းကိုကောလသဲခန်းကြီးတအငယ်ကိုတွင် တမန်တော်ရှင်ပေါလုအားဖြင့်ဝိညာဉ်တော်၏ဆုတောင်းချက်ကို မအံ့ဩပါနှင့်ဘုရားခင် မင်္ဂလာရှိတော်မူစေတည်းဖျားသခင်ဤတာသမီတယောက်အနေဖြင့်ဤအရာသည်တင်ဤဘဝအတ္တတာဖြစ်သည်တင်တီဆုံးဖြတ်ချက်များကိုချမှတ်သောအခါထိုအရာတို့သည်ပြာသခင်၏ဉာဏ်ပညာနှင့်ဖြောင်းမှတ်ခြင်းတို့အဖြစ်ချမှတ်ခြင်းဖြစ်သည်ထိုအရာများသည်မှန်စားချက်များသို့မဟုတ်မတိမကျသောအရာများမဟုတ်ပဲတိကျသောအရာဖြစ်ပြီးဖရာသခင်၏ဘုံထင်ရှားစေသည့် အကျိုးရလက်များထုတ်လုပ်နေပါသည်အကြောင်းမှာတင်သည်ဖယားပကတိဉာဏ်ပညာနှင့်အတူ ဆောင်ရွက်နေပါသည်ဤဉာဏ်ပညာသည်တင်ဤပြောပုံစုပုံ၌ကတ္တနာများကို ဖြည့်ရှင်နေအခြားသောသူများနှင့်ဆက်သွယ်ဆက်ဆံပုံနှင့်ဖယားတခင်နှင့်တင်ဤရှောက်လန်းခြင်းတို့၌ထင်ရှားပေါ်လွင်ပါသည်တင်သည်ကိုယ်တော်ဤနောက်ကပတ်တော်ကိုချစ်ခင်တွေ့တာပြီးကြင့်ကြံ့ လှုပ်ဆောင်နေပါသည်သခင်ယေရှုသည် ထိုနည်းအတိုင်းရှင်သန်နေထိုင်ခဲ့ပါသည်ကျမ်းစာကသခင်ယေရှုသည်ဉာဏ်ပညာ၌ကြီးထွားတိုးတက်လာပြီးဘုရားသခင်ရှိ လူတို့ရှိတွင်ညံ့နာရတော်မူ၏ရှင်လူကာခန်းကြီး2အငယ်52မိသည့်အရာပြုလုပ်ရမည်ကိုမိသည့်အရာကို ပြောရမည်နှင့်မိတို့မိပုံလှုပ်ရှားဆောင်ရွက်ရမည်ကို သူအမြဲတမ်းသိနေပါသည် င်ကနောက်ပတ်တော်နှင့်တန်ရှင်တော်ဝိညာဉ်တော်ထံသို့ စကတ်အနန္လီလီထိုဉာဏ်ပညာသည်တင့်အားဖြင့်ပေါ်ပြချက်များတွေ့ရှိလီလီဖြစ်ပါသည်ထိုဉာဏ်ပညာနှင့်အတူတင်သည်တိကျတိကျမှုရည်ရွယ်ချက်တို့နှင့်အတူရှောက်လန်းနေပြီးတင်ဤဘဝအတ္တတအတွက်ဖျားသခင်ဤဆုံးလင်းသောအလိုတော်ကိုပြည့်ပြည့်စုံစီပါသည် ထပ်၍လေ့လာရန်ကြံပိုက်ကော်လော်တဲခန်းကြီး1အငယ်9ဘက်အခန်းကြီး1အငယ်16မှ18အဖက်ခန်းကြီး3အငယ်30စွတ်တောင်းခြင်းကိုအတူတကွာဝန်ခံကြပါစို့ချစ်တော်မူသောအဖာကျွန်တော်ဤဘဝအတ္တတာရှိကိုရောဤဘုံအတရေတော်အတွက်နှင့်ခရစ်တော်ကိုကျွန်တော်ဤဉာဏ်ပညာဖြစ်စေသည့်အတွက် ကိုရော့ကိုကျေးဇူးတင်ပါသည်ကျွန်ုပ်သည်ဖယားပဂတိထိုးထွင်းသိမြင်စွမ်းသောညံတဘာဝတရားထက်တာလွန်သော သိနာလေခြင်းနှင့်စုံလင်သောစီရင်မှုထဲ၌ရှောင်လန်းနေပါ၏ကျွန်ုပ်သည်မိတိအခါမှမတိမချာဖြစ်ခြင်းသို့မဟုတ်စိတ်ရှုပ်ထွေးခြင်းမရှိပါ မိသည့်အရာကိုပြုလုပ်ရမည်ကိုကျွန်ုပ်အစဉ်အမြဲသိနေပါ၏အကြောင်းမှာကိုရောဤဉာဏ်ပညာသည်ကျွန်ုပ်အထင်၌ပြက်လက်တက်ကြွနေပြီထိရောက်အကျိုးရှိနေပါသည်သခင်ယေရှု၏အမည်နာမ၌အာမင်တနှစ်တာကျမ်းစာပတ်ခြင်းအစီအစဉ်နှစ်တိအခန်းကြီး1အငယ် တင့်မှဆက်ရှိယေရမိအခန်းကြီး၁၈မှ၁၈ကိုဖတ်ရှုဆင်ခြင်နှလုံးတင်ကြပါစို့နှစ်နှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီးခွန်အငယ်32မှ44 400အခန်းကြီး73မှ74ကိုဖတ်ရှုဆင်ခြင်နှလုံးတင်ကြပါစို့